အသားဖြူဖြူရုပ်ချက်ကြောင့်စပင်းရှိရှိနဲ့ခန္ဓာကိုယ်ကောက်တောင်းလာတဲ့အမျိုးသမီးပြောက်ကိုတင်တွေ့ခဲ့တဲ့ဆိုရင်ဒါဟာမိမပြောက်ပဲလို့တက်အပ်ပြောနိုင်မှာသလားဒါဆိုရင်တော့ထိုင်းနိုင်ငံရဲ့ဘန်ကောက်မြို့ကြီးကမိမလာလေးတွေကိုတယောက်ချင်းစီလိုက်မေးကြည့်မယ်ဆိုရင်တင်အောင်မိသွားပါလိမ့်မယ်ဘာလို့လဲဆိုတော့တချို့မိမလာလေးတွေဟာ lady point ခေါ် transgender အမျိုးသမီးလေးတွေဖြစ်နေကြလို့ပါပဲဟုတ်ပါထိုင်းနိုင်ငံဟာကမ္ဘာပေါ်မှာအချောအလ lady point တွေအများပြားရှိတဲ့နိုင်ငံတစ်ခုဖြစ်သလို့ နှိမ်ပြောင်းခွဲစိတ်မှုပေးတဲ့စာဂျရီဆေးပညာမှထိတ်တန့်အဆင့်ရှိနေပါတယ်။မျက်နှာသွင်းပြင်ကိုခန္ဓာနဲ့နှိမ်အင်္ဂါပြောင်းလဲခွဲစိတ်နိုင်တဲ့နမေကျော်သေးအောင်ကြီးပြည်အများအပြားရှိတဲ့ထိုင်းနိုင်ငံဟာမိမဘွားကိုရှာလို့တဲ့အမျိုးသားတွေအထက်အိမ်မက်မရတဲ့နိုင်ငံတကူလို့ပြောရင်မှားမယ်မထင်ပါဘူး။ထိုင်းနိုင်ငံကအမျိုးသမီးစိတ်နဲ့အမျိုးသားတချို့ဟာအရာရာအလုံးလုံးပတ်စံဆိုပြီးလိမ်ပြောင်းခွဲစိတ်မှုကိုခံယူကသူတို့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းဒီလိုလှပတဲ့ဘွားကိုရှာခဲ့ transgender တွေမှာ ကျမတို့အသိမထားတဲ့အမှောင်ကျမ်းတွေလည်းရှိနေပါသေးတယ်။တီးကြတဲ့ data အရာမရှိပေမဲ့စစ်တမ်းတချို့အရာထိုင်းနိုင်ငံမှာ transgender ဥယျာဉ်ဟာ3သိန်းကျော်ရှိနေပြီလို့ဆိုပါတယ်။ဒါကတရားဝင်စစ်တမ်းယူခွင့်မရှိတာကြောင့်လက်တွေ့မှာဒီထက်ပိုများနိုင်တယ်လို့လည်းဆိုကြပါတယ်။ဘာသာရေးအရရောလူမှုပတ်ဝန်းကျင်စံနှုန်းအရပါ transgender တွေဟာရခင်ကလေးကပြစ်ပယ်ခြင်းကိုခံခဲ့ကြရပါတယ်။ဘာသာရေးအရလိင်စံလွဲသူတွေဟာ အတိတ်ဘဝကကာမဖောက်ပြားခဲ့တာကြောင့်လို့ယုံကြည်ကြပြီးရခဲ့တဲ့ယောက်ျားဘဝကိုတံမမထားကြသူတွေလို့သမုတ်ခံကြရပါဒီချက်တွေကြောင့်ပဲ transgender အများစုဟာလက်တွေ့လူနေမှုဘဝမှာရုံးကန်နေကြရပြီးကျမတို့ကြည့်နေကြကားရီတဲကလို့ငငတ်တက်လင်းလူနေကြတာမျိုးမဟုတ်ကြပါစစ်တမ်းအရ51ရာခိုင်နှုန်းသော transgender တွေဟာအလောက်လောက်ခွင့်ရဖို့ငင်းပေခံကြရပြီးကြံ49ရာခိုင်နှုန်းကတော့အလောက်မှာတွဲလို့ဖို့ကန့်သက်ငင်းပေခံကြရတယ်ဆိုပါ යි ဒါကြောင့်မဲလိန်ဖြောပြေးကလပ်နဲ့နိုင်ကလပ်တွေဗန်ကောက်မြို့ရဲ့လမ်းကြော်တွေမှာတရက်ပြီးတရက်များပြလာပြီးဒါကပဲသူတို့ရဲ့အသက်မွေးဝမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။စိတ်မကောင်းကြတဲ့ကူက HIV AIDS ဖြစ်ပွားနှုန်းကလည်း LGBTQ တွေမှာပုံမြင့်နေခဲ့ပြီးထိုင်းက transgender တွေအတွက်ကလည်းကျန်းမာရေးဆောင်ရှားမှုကအကန့်အသတ်မှုတချို့နဲ့ကြုံတွေ့နေရပါသေးတယ်။ UNDP ရဲ့အဆိုအရ67ရာခိုင်နှုန်းသော transgender တွေဟာအနိုင်ကျင့်ခံရတာရိုင်းရိုင်းဆန်းဆန်းအဆခံရတာတွေကိုကြုံတွေ့ရပြီး 20နှစ်ရာခိုင်နှုန်းဟာနေပိုင်းဆိုင်ရာအစော်ကားခံရတဲ့ဖြစ်ရပ်တွေကိုလည်းကြုံတွေ့ကြရတယ်လို့ဆိုပါတယ်။ထိုင်းဆိုရအနေနဲ့လည်းအရင်က LGBT ကျူတွေအထက်ဥပဒေနဲ့ကာကွယ်ပေးရမျိုးမလုပ်ခဲ့ပဲ transgender တယောက်ဟာသူ့ရဲ့မှတ်ပုံတွေမှာမိန်းမတယောက်ဖြစ်သတ်မှတ်ပြောင်းလဲပေးရမျိုးမရှိပါဘူး။ဒါအပြင်စစ်မှုထမ်းမဲနိုင်ရွေးချယ်ရေးမှာလည်း LGBT ကျူတွေဟာရှောင်လွဲခွင့်မရကြတာကိုဗီဒီယိုတချို့မှာတွေ့ရှိနိုင်ပါတယ်။ ယနေ့ခေတ်လို NGBD ဂျူအခွင့်အရေးလှုပ်ရှားမှုတွေမြင့်တက်လာချိန်မှာ ထိုင်းနိုင်ငံက transgender တွေကတော့တန်းတူကျန်းမာရေးဆောက်ရှာမှုအလုံးလောက်ကိုင်းခွင့်နဲ့တန်းတူညီများအကာအကွယ်ပေးခံရမှုတွေကိုမျှော်လင့်လျက်ရှိနေကြပြီးဒီဗီဒီယိုက transgender ရဲ့အမှောင်တန်းကိုတစိမ့်တစ်ပိုင်းဖော်ပြလိုက်တာပဲဖြစ်ပါတယ်